AI ကအရန်အဆင်ပြေလာတဲ့ခါကျတော့ကျွန်တော်မြန်မာစကားပြောရုံနဲ့ AI ဘက်ကနေပြီးတော့မြန်မာလိုပဲကျွန်တော်တို့မိသားတွေကိုပြန်ဖြေလာနိုင်တဲ့အဆင်ဖြစ်လာပြီ။ဒါပေမဲ့လလောဆယ်ကျွန်တော်တို့အတုံများနေကြတဲ့ ChatGPT တို့ Gemini တို့မှာတော့ကျွန်တော်မြန်မာလိုစကားပြောပြီးမဲ့ချက်ချင်းလူလူဘက်ကနေပြီးတော့မြန်မာစကားနဲ့ပြန်ပြောတာတွေဒါမှမဟုတ်လည်းမြန်မာလိုနားလဲတာတွေတိတ်မရှိသေးဘူးတိတ်မရသေးဘူး။အဲ့တော့ကျွန်တော်ဒီဗီဒီယိုမှာပြောပြမှာကတော့ကျွန်တော်မြန်မာနိုင်ငံအတွက်မြန်မာလူမျိုးတွေအတွက်ပထမဆုံးအနေနဲ့ မြန်မာလိုစကားပြောပြီး မေးမြန်းလို့ရတဲ့ကျန်းမာရေး AI ဒေါက်တာ application အကြောင်းကိုကျွန်တော်ပြောပြပေးမယ်။လက်ရှိအချိန်ထိကျွန်တော်လေ့လာမိတလားတော့ဒါကမြန်မာပြည်မှာပထမဆုံးဖြစ်မဲ့မြန်မာလိုပြောလို့ရပြီးတော့မြန်မာလိုကျန်းမာရေးတွေမေးပြီးတော့တိုင်ပင်လို့ရတဲ့ application ဖြစ်တဲ့အဲ့တော့အရင်ဆုံးကျွန်တော်တို့ ChatGPT မှာတွားပြီးတော့ကျန်းမာရေးကိစ္စလေးတွေတချို့မေးကြည့်အောင် ပုံမှန်ဆိုရင်တော့ကျွန်တော်တို့က ChatGPT မှာမြန်မာစကားရိုက်ထည့်ပြီးတော့ကျွန်တော်တို့မေးလို့ရတယ်ဆိုပေမဲ့ကျွန်တော်အခုပြမှာကတော့မြန်မာလိုစကားပြောပြီးတော့မေးလို့ရမရပါတော့အဲ့တော့တချို့လူတွေတွက်ခါကျတော့စာလုံးရရတာကိစ္စမရှိပေမဲ့တချို့လူတွေတွက်ခါကျတော့စာလုံးရရတာခက်ခဲတယ်ပြီးတော့အမြန်လူနေတဲ့လူတွေတွက်ခါကျတော့စကားပြောလိုက်တာကပို့ပြီးတော့ကောင်းတယ်ပေါ့ ChatGPT ကိုကျွန်တော်စကားပြောပြီးတော့မေးကြည့်ကြမယ်ခေါင်းကိုက်နေတဲ့အခါကျရင်ဗာစီတောက်လို့ရလဲ Hello ခေါင်းကိုက်နေတဲ့အခါကျရင်ဗာစီတောက်လို့ရလဲ ကဗာမီစနေဆွေးနွေးချင်တယ်ဆိုရင်အန်တီလိုပြောနိုင်ပါတယ်။ဘာဘာပြောပြချင်တာရှိရင် bullets one ဆက်ပြောပါနိုင်ပါတယ်နော်။ ChatGPT မှာကျွန်တော်မြန်မာလိုမေးရင်လက်ရှိအချိန်အထိစကားတွေကိုဝေဝိုက်ပြီးတော့ပြောတယ်။ကျွန်တော်တို့လိုချင်တဲ့အဖြစ်တွေကိုမရတတ်ဘူးပေါ့နော်။ဖျားနေတယ်ဆိုရင်ဘယ်လိုမျိုးဆေးတွေကအကောင်းဆုံးဖြစ်မလဲ။အဲ့ဒီလိုဆိုရင်မြန်မာပကြီတွဲမှာလိုချင်တာတွေကိုအချင်ပြီးစီဖို့အရင်ဆုံးကတည်င်းအချက်အလက်တွေကိုတိုးတက်သွားအောင်လုပ်ထားတယ်။ဘာမှမဆိုင်တဲ့မိခွန်းတွေဖြစ်နေတယ်ပေါ့နော်။ โอเคအဲ့ဆိုရင်ကျွန်တော်တို့ဂျမ်မတိုင်းမှာတွားပြီးတော့မေးကြည့်အောင်မင်္ဂလာပါကျွန်တော်ခေါင်းကိုက်နေတာအတွက်ဗာစီတောက်လို့ရမလဲခေါင်းကိုက်တာထက်တောက်တုံးနိုင်တဲ့ဆေးဝါးတွေကတော့အများကြီးရှိပါတယ်ဒါပေမဲ့ဘယ်ဆေးဝါး sorry i'm unable to help you with that ဂျမနိုင်းကကြတော့လက်ရှိအချိန်မှာခါလီကြရင်ပြန်ဖြည့်ပြီးတယ်ခါလီကြရင်လည်းမဖြည့်ဘူးအမြဲတမ်း consistent မဖြစ်နေဘူး ကျမ်းမာရေးအတွက်တည်တံ့ထုတ်ထားတဲ့ AI မဟုတ်တဲ့အတွက်ကြောင့်မလို့သူတို့ကတစ်ခါလေကြာရင်ကျွန်တော်တို့မေးတဲ့ကျမ်းမာရေးမေးခွန်းတွေကိုဒီကောက်ကောက်ပြန်ဖြေပေးမှာမဟုတ်ဘူး။တေချာတော့ ChatGPT တွေတော့ပို့ပြီးတော့အဆင်မြင့်လာတယ်။မြန်မာလိုပြန်တော့ပြောလာနိုင်တယ်။ဒါပေမဲ့ကျမ်းမာရေးနဲ့ဆိုင်တဲ့အားတွေဆိုရင်တော်တော်များများမေးရတာတိတ်အဆင်မပြေသေးဘူးပေါ့နော်။ Okay ကျွန်တော်ထပ်ပြီးတော့သူ့ကိုဖြားနေတဲ့အခါဗာဆေးတောင်းရင်ကောင်းမလဲ။ဗာဆေးတွေကထိရောက်မှုရှိတယ်လေ။ဖြားနာခြင်းသာပါရာစီတမောနဲ့ IBU ပရိုဖန်စားတဲ့အနာသေးတွေအားထိရောက်မှုရှိပါရဲ့။ ါပေမဲ့ဈေးတွေတောက်တုံးခွေမှာဆရာဝန်နဲ့ပြတာပြီးညွန်ကြားချက်ယူတာကကောင်းဆုံးပါပဲကျွန်တော်မျိုးကဈေးပါဆိုင်ရာညွန်ကြားပေးလို့မရပါဘူးကျမရေးဆောင်ရှောက်မှုအတက်ကျမရေးဆောင်ရှောက်မှုအထူးကုနဲ့ဆွေးနွေးတတ်ပါတယ်။ Okay ဒီတခါတော့ပြန်ပြေးပေးတယ်။အဲ့တော့ကျွန်တော်တိချင်တာကပါရာစီတမောကိုဘယ်လောက်တောက်ရမှာလဲ။ပါရာစီတမောတောက်တဲ့တဲ့ပမာဏကလူနာရဲ့အသက်နဲ့ကော်လီချင်ပုံမူတီဗီကွာခြားနေပါတယ်။ရေပြာအဖြစ်လူကြီးတဲ့အထက်တင်းတင်းတို့900မီလီဂရမ်မှ1000မီလီဂရမ်ကြားတောက်လိရှိပြီး လေးနိုင်ချာတာပြီးထပ်တောင်းလိုက်ကြပါတယ်။ဒါပေမဲ့ဈေးဥခါမှာပါတဲ့ညွန်ကြားချက်ကိုဂရုစိုက်ဖတ်ဖို့ပေါ်လိုအပ်ပါတယ်။ဘလောက်တောက်တင်တာဆိုတာမသေချာတဲ့ဆရာဝန်နဲ့ဆွေးနွေးတာကအကောင်းဆုံးပါပဲ။ Okay မဆိုးဘူး Gemini ကပထမတစ်ချိန်မီးတော့ကတော့ကောကောင်းမဖြစ်ဘူး။အခုဒုတိယချိန်မီးတဲ့အခါကျရင်ဖြေတယ်။အခုကတော့ကျွန်တော်ဆက်ပြီးစံပြမှာတော့ကျွန်တော်တိဆောက်ထားတဲ့ကျွန်တော် team ကနေပြီးတော့ဖန်တီးထားတဲ့ AI ဒေါက်တာဆိုတဲ့ဒီမြန်မာစကားပြောပြီးတော့မေးလို့ရတဲ့ကျမ်းမာရေး AI စနစ်တစ်ခုကို application တစ်ခုကိုကျွန်တော်ပြပေးမယ်ပေါ့နော်ဒီမှာပုံမှန်ပြထားတဲ့အတိုင်းပဲကျွန်တော်တို့ဒီမှာဆိုရင်ဒါ၈ခုအတိအကရှိတယ်ပေါ့နော်ဒါလောလောဆယ်အနေနဲ့ကျွန်တော် deploy လုပ်ထားတယ် AI နဲ့ပတ်သက်ပြီးတော့ဒီတမားတော့ခွဲစိတ် OG ကလေးတစ်ခုစေဝါးတွေမေးလို့ရမယ်ဓာတ်ခွဲခန်းနဲ့ပတ်သက်တာတွေမေးလို့ရမယ်ဟိုတွေးတွေးစစ်ထားတာစီးစစ်ထားတာတွေမေးလို့ရမယ် ဓာတ်မှန်နဲ့ပတ်သက်ပြီးတော့မေးလို့ရမယ်စိတ်ကြမ်းပါရင်လည်းပတ်သက်ပြီးတော့မေးလို့ရမယ်โอเคအဲ့ဆိုရင်ကျွန်တော်ဒီတမားတော်ဆိုတဲ့ဟာလေးကိုတစ်ချက်တော့နှိပ်ကြည့်မယ်အဲ့တော့ကျွန်တော်ဒီမှာစပြီးတော့ကျွန်တော်ပြောပြကြည့်မယ်ကျွန်တော်မေးကြည့်ကြည့်မယ်အဲ့တော့ကျွန်တော်ဒီအောက်နားလေးမှာကျွန်တော်တို့ mic အဲ့ mic cloud လေးရှိတယ်ပေါ့နော်အဲ့ဒီ mic cloud လေးကိုနှိပ်ပြီးတော့ကျွန်တော်မေးကြည့်လိုက်မယ်ကောက်တိုက်တဲ့အခါကျရင်ဗာစေးတောက်လို့ရမလဲသူ့ဘက်ကနေပြီးတော့ကျွန်တော်တို့ရဲ့မြန်မာလိုပြောလိုက်တဲ့အတန်ကိုပြန်ပြီးတော့ analyze လုပ်ပြီးနေတယ်ခဏတော့စောင့်ရတယ် တော့ဒါက credit system နဲ့လုပ်ထားတယ်။ Okay အိမ်မှာဆိုရင် paracetamol လိုမျိုးတောက်လို့ရတယ်။ဒီမှာဆိုရင်ကျွန်တော်အရှိမာတော့ Gemini ကိုပြောတာထပ်ပို့ပြီးတော့ပြပြဆိုပြန်ပြောနိုင်တယ်။ဟိုပြောချင်တာကကျွန်တော်တို့မေးလိုက်တဲ့မြန်မာလိုမေးလိုက်တဲ့စကားတွေကို AI နဲ့ပြီးတော့နားလေတယ်။နားလေပြီးတော့အဲ့အရာတွေကိုကျွန်တော်တို့ကိုကောင်းလေးပြန်ပြောနိုင်တယ်။အဲ့တော့ဒီမှာဆိုရင်ဘာတွေတတိထားမလဲဆောင်းရှောင်းလေးတွေပါတရားပြောပြပေးတယ်။သူမပြေနိုင်ဘူးမပြောဘူးပေါ့နော်အဲ့ဒါအပြင်နောက်ထပ်ကောင်းတာတစ်ခုကဒီလိုမျိုးကျွန်တော်တို့ပြောလိုက်တဲ့မြန်မာစကားကိုသူကနားလေတဲ့အပြင်ကို ျွန်တော်ဒီအောက်မှာ verify with publicity လို့ခေါ်တယ် app အောက်ခါကျွန်တော်ဗာလဲဆိုတော့ဒီကျွန်တော်တို့ပြန်ဖြေလာတဲ့ AI အဖြေကိုမှန်လားမမှန်လားဆိုတာကိုနောက်ထပ်ကျမ်းမာရေးနဲ့စိုင်နဲ့ယုံကြည်စိတ်ချရတဲ့ website တွေကနေရှာပြီးတော့ပြန်ပြီးတော့ confirm လုပ်ပေးတာပေါ့နော်အဲ့ဒါကိုကျွန်တော်ဒီနေရာလေးကို cloud တစ်ချက်နှိပ်လိုက်မယ် verify လုပ်လိုက်မယ်ပေါ့နော်ဒီ information တွေကမှန်လားမှားလားပုံမှန်ဆိုရင်ကျွန်တော် ChatGPT ကရှောက် shrink တက်တယ် Gemini မှာတော်မီးတယ်ဆိုရင်မတိကျတဲ့အဖြေတွေရတယ်ဒါမျိုးတွေကိုကျွန်တော်တို့က ဖလောက်လေးတစ်ချက်နှိပ်လိုက်ုံနဲ့ဒီအဖြေအားမှန်လားမမှန်လားဆိုတာကိုကျွန်တော်ချက်ပြန်ပြရအောင်ပေါ့နော်အဲ့တော့ဒီမှာပါလာတာကအဲ့တော့ရေပေါ်အဖြေမှန်တယ်စိတ်ချရတယ်ပေါ့နော်အဲ့တော့ဘာတွေကစိတ်ချရတာလဲဘာတွေ assist စစ်စီထားတာဘာတွေကစိတ်ချရတာလဲပြီးရင်အောက်မှာကျွန်တော် link လေးတွေပါတယ်အဲ့ဒီ link လေးကိုကြည့်ပြီးတော့ဟိုတိချင်တဲ့အဖြေကမှန်လားမမှန်လားထပ်ပြီးတော့ဆက်လို့ရတယ်ပေါ့နော်ကျွန်တော်တစ်ချက်အဲ့ဒီ link လေးတစ်ခုကိုနှိပ်နှိပ်လိုက်ပေါ့နော်ဒီအလေးကကျွန်တော်တို့ဒီ ဆေးပညာနဲ့ပတ်သက်ပြီးတော့ဒီ Australia ဘက်ကနေပြီးတော့စိန်ချရတဲ့ website တခုကနေပြီးတော့တွားပြီးတော့ရှာထားတာတွေ့တယ်ပေါ့နော် AI ကနေပြီးတော့ပြောထားတဲ့အချက်အလက်တွေကမှန်လားမမှန်လားဆိုတာကိုဒီမှာ research paper တခုရှိတယ်အဲ့ဒါကိုတွားပြီးတော့ကိုကအင်္ဂလိပ်လိုနားလေတယ်ဆိုရင်ဖတ်လို့ရတယ်ပေါ့နော် Okay အဲ့ဆိုရင်ဒါကကျွန်တော်ပြထားတာကမြန်မာလိုစကားပြောပြီးတော့ AI ဘက်ကနေမြန်မာလိုနားလေတယ်နားလေတဲ့ဟာကိုကျွန်တော်ကတွားနေပြီးတော့မြန်မာလိုပြန်ဖြေတယ်အဲ့တော့ဒီနေရာမှာတခုတော့ရှိတယ်ဒါရ AI ဘက်ကနေပြီးတော့အတန်နဲ့ ချက်ချင်းပြန့်ဖြေးဖို့ဆိုတာကလောလောဆယ်မှာတချို့အကန့်အတတ်လေးတွေအများကြီးရှိတယ်။ထို့တော့ကျွန်တော်တို့တေချာတာတခုကတော့ကျွန်တော်စာတွေရိုက်ပြီးတော့အမြဲတမ်းမေးစရာမလိုတော့ဘူး။ကျွန်တော်တို့မြန်မာလိုမေးပြီးတော့ AI ဘက်ကလည်းဒီကျမ်းမာရေး information တွေကိုပဲအဓိကထားပြီးတော့တေချာပြန်ပြောပေးတယ်။ရိုးရိုးတာမန်ချက်ချင်းပြည်နေတဲ့ Gemini မှာတွားမေးတာလည်းမတူတော့ဘူးပေါ့နော်။အဲ့တော့ဒီ application တွေကိုဘယ်လိုဝင်ရလဲဆိုတာကျွန်တော်အရင်ပြပေးမယ်။ဒီမှာဆိုရင်ကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင် AI doctor ပေါ့နော်။ DOCTO ကဒေါက်တာ AI ဒေါက်တာ .dr. ထွန်းတော့ကွန်ဆိုပြီးတော့ link လေးကိုရိုက်ပြီးတော့ဒီ Chrome browser မှာပဲဖြစ်ဖြစ် Safari browser မှာပဲဖြစ်သွားပြီးတော့ရိုက်ထည့်လိုက်လို့ရတယ်အဲ့တော့အဲ့မှာဆိုကျွန်တော်ရိုက်ထည့်လိုက်မယ်ဆိုရင်ဒီဘက်ကနေပြီးတော့ခဏဆောင်းလိုက်တဲ့ခါကျရင် AI ဒေါက်တာပေါ်လာလိမ့်မယ်အဲ့တော့ဒီလိုပေါ်လာတဲ့ခါကျရင်ကျွန်တော်တို့ကအကောင့်မရှိသေးဘူးဆိုရင်တော့ကျွန်တော်တို့အကောင့်ဖွင့်ထားဖို့လိုတယ်လုံးလုံးဆိုင်မှာကျွန်တော်တို့တွေ့ရတာ website ပဲရှိသေးတယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာ staff free has can ပေါ့နော် ဲ့ဒါဆိုရင်ကျွန်တော်တို့ရဲ့ email တစ်ခုခုနဲ့တွားပြီးတော့ join လိုက်လို့ရတယ်ပေါ့နော်ကျွန်တော်ဒီမှာဆိုရင်ဒီဒီထိတ်ဆုံးက email တစ်ခုနဲ့တွားပြီးတော့ join ရမယ်အဲကျွန်တော်တို့ကဒီ account ကိုတခါလဲ login ဝင်သွားမယ်ပေါ့နော်ကျွန်တော်တို့ Gmail နဲ့ချိန်လိုက်ရုံပဲဘာမှမခက်ဘူးအနာဆောင်တဲ့အခါကျရင်ဒီတွေ့ရ application ကပေါ်လာမှာပေါ့နော်အဲတော့ဒီအပေါ်ကဟာကကျွန်တော်မြန်မာလိုဖတ်ချင်တယ်ဆိုရင်ဒီဒီညာနာလေးကိုနှိမ့်လိုက်ရုံပဲပေါ့နော်အဲဆိုရင်မြန်မာလိုဖြစ်မယ်ပေါ့နော် Okay အဲဆိုရင်ကျွန်တော်က dashboard ကိုတွားမယ်ဆိုရင်ခလုတ်လေးကိုနှိမ့်လိုက်မယ်အဲဒါဆိုရင်ကျွန်တော်ရဲ့ application link application စီကိုတခါတည်းတက်ရောက်သွားလိမ့်မှာပေါ့နော်โอเคအဲ့ဆိုရင်ကျွန်တော်ကဒီမှာကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့က website တွေကိုဝင်နေတာပေါ့နော် application မဟုတ်ဘူးအဲ့ဒါဆိုရင်ဘယ်လိုလုပ်ရမလဲဆိုရင်ဒီညာဘက်အပေါ်တောင်းလာလိမ့်မှာရှိတယ်အဲ့ဒါလေးကိုနှိပ်လိုက်နှိပ်လိုက်ပြီးတဲ့အခါကျရင် add to host ခွင့်လေးကိုနှိပ်လိုက်ရုံပဲဒီ application ကို install လုပ်မှလားဒါမှမဟုတ်လဲ website နဲ့ဖွင့်မှလားပေါ့နော် install လုပ်မယ်လို့ရွေးလိုက်ပြီးဆိုရင် ရိုးရိုးတာမန်ဖုံးမှတုံးနေလို့ပဲဒီ AI doctor application ကိုလွယ်တကူဝင်ပြီးတော့တုံးလို့ရသွားလိမ့်မယ်။နောက်ပိုင်းကျရင် install ထပ်လုပ်စရာမလိုတော့ဘူး။ဒီ application တွေကိုဝင်ပြီးတော့အတုံးပြုတ်ရုံပဲဘာမှမကက်ဘူး။ကျွန်တော်တို့ Play Store မှာတွားပြီးတော့ download လုပ်စရာမလိုဘူး။ဒီ website link ထဲကနေပြီးတော့ add to cart ကိုဝင်လို့ရရတယ်ပေါ့နော်။အဲ့တော့ကျွန်တော်ဒီမှာပြထားလို့လို့ပဲဒီ AI နဲ့ပတ်သက်ပြီးတော့တမားတော့ AI ခွဲစိတ်တူခုအဲ့တော့ခွဲစိတ်တာနဲ့ပတ်သက်ပြီးတော့ quotation တွေတွားပြီးတော့ mail လို့ရတယ်။ခွဲစိတ်တဲ့နီလန်နေပါတယ်တွားမေးလို့ရတယ်မြန်မာလိုပဲမေးလို့ရတယ်မြန်မာစကားပြောရင်မေးလို့ရတယ်အဲ ဒါ AIOG ဆိုရင်လည်းပဲအဲ့လိုပဲကျွန်တော်တို့ကိုယ်ဝန်ရှိလာပြီဆိုရင်ဘာတွေဆောင်ရမလဲဆောင်ရမလဲပြီးရင်ကိုယ်ကာလတွေမှာဆိုရင်တိကျနာတွေတွားမိလို့ရမယ် AI ကလေးတူခုဆိုရင်လည်းကိုယ်ကလေးနဲ့ပတ်သက်ပြီးတော့တွားပြီးတော့မေးလို့ရမယ်စေဝါးရင်နဲ့ပတ်သက်ပြီးတော့လည်းမေးလို့ရမယ်စေဝါးတွေဆိုရင်လည်းဓာတ်ပုံရိုက်ပြီးတော့ကျွန်တော်တို့မေးလို့ရမယ်ဒေါက်ကခွန်ဆိုရင်လည်းဒေါက်ကခန်းအဖြေတွေတွေးအဖြေစီးအဖြေတွေကိုတွားပြီးတော့မေးလို့ရမယ်ဓာတ်မှန်ဆိုရင်လည်းပဲဓာတ်မှန်ဖလင်ပြပြမယ်ပြီးရင်ဓာတ်မှန်မှတ်ချက်ပေါ့နော် တက်မှန်ဆရာဝန်ကပေးလာတဲ့အမှတ်ချက်လေးကိုအဖြေလေးလို့ပြပြီးတော့ AI ကိုတွားပြီးတော့မေးလို့ရမယ်။စိတ်ကြမ်းမကြီးနဲ့ပတ်သက်ပြီးတော့လည်းကိုကတွားပြီးတော့မေးလို့ရမယ်။ရိုးရိုးတက်မှန် ChatGPT တို့ Gemini တို့နဲ့မတူတာပါ။တို့က AI တစ်ခုချင်းစီမှာသူ့နဲ့ပတ်သက်တဲ့သူ့နဲ့တက်ဆိုင်တဲ့ level တစ်ခုချင်းစီကိုဆွဲထုတ်ပြီးတော့ train ထားတာတခြားဘာမှမဆိုင်တဲ့ဟာတွေရှောက်မိလိုက်ဆိုရင် AI ကကောင်းကောင်းဖြည့်ပြီးမှာမဟုတ်ဘူးဒါပေမဲ့သူ့နဲ့တက်ဆိုင်တဲ့ level တစ်ခုကိုမေးလိုက်ပြီးဆိုရင် AI ကအပြည့်စုံဆုံးဖြစ်အောင်စူးစမ်းပြီးတော့ဖြည့်ပေးလိုက်မယ် တခုတော့ရှိတယ်ဒီ AI doctor application ကဆရာဝန်တွေကိုအစားထိုးဖို့ရည်ရွယ်ထားတာမဟုတ်ဘူးကျွန်တော်လူနာတယောက်အနေနဲ့ဆရာဝန်တယောက်ကိုဒိုက်ရိုက်တွေ့ပြီးတော့မေးဖို့ဆိုတာအချိန်တိုင်းမဖြစ်နိုင်ဘူးမလွယ်ဘူးဆရာဝန်ဘက်မှာလူနာအရန်များတယ်အလုပ်များတယ်လို့လူနာဘက်ကလည်းပဲကိုကြိုက်တဲ့အချိန်မျိုးတွားပြီးတော့မေးလို့မလွယ်ဘူးအဲ့ဒါအတွက်ကျွန်တော်ကဂျားတဲ့ကနေပြီးတော့အဲ့ဒီပြဿနာဖြေရှင်းဖို့အတွက် AI doctor application ကိုကျွန်တော်ဖန်တီးထားတာစမ်းကြည့်လို့ရပါတယ်ဒီ AI doctor application ကိုလည်းကျွန်တော် link လေးကို video description နဲ့ comment မှာချတာပြပါမယ်အဲ့တော့ကျွန်တော်ဆက်ပြီးတော့ဘလို့အတုံးပြရလဲဆိုတာဆက်ပြီးတော့ထပ်ပြီးတော့ပြောပြပေးမယ် okay အဲ့ဆိုရင်ကျွန်တော်ဒီမှာပြောခဲ့လို့ပဲ AI တမားတော်ကိုကျွန်တော်တို့ခုနကတော့မေးထားတဲ့ဟာရှိတယ်အဲ့တော့အဲ့ဒါလေးကိုဆက်ပြီးတော့ကျွန်တော်တို့တစ်ချက်တော့ကြွားကြည့်ကြည့်လိုက်မယ်ခုနကတော့ကျွန်တော်တို့ကဒီကောင်းကိုက်တာနဲ့ပတ်သက်ပြီးတော့မေးထားတယ်ပေါ့နော်အဲ့ဒီတော့ကကျွန်တော်ကဒီအောက်ကနေ voice ကိုတုံးပြလိုက်တယ်ဖြားတာအတွက်ဆိုရင်ရောဘလူးမျိုးဆေးတွေကိုတနေ့ကိုဘယ်နှကြိမ်တောင်းရမှာလဲ တော့စကားပြောတဲ့ခါကျရင်တူ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 နဲ့လူရင်းတူရှင်းပြောလိုက်တာပိုကောင်းတယ်အကဲအရှိကြီးမေးတဲ့ခါကျရင် AI ဘက်ကနေပြီးတော့ analyze ဆောရတာခက်သွားတတ်တယ်ဒီခါလေးကျရင်ပြန်မဖြေတာမျိုးတွေတော့ရှိကောင်းရှိနိုင်တယ်တို့တော့ကျွန်တော်ပြောတဲ့လောက်လေးတူ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 လေးနဲ့ပြောပဲမေးတယ်ဆိုရင်ကောင်းတယ်အဲ့တော့အောက်မှာဆက်မေးွားတိုင်းဆက်မေးွားတိုင်း AI ကအပေါ်ကအဖြေတွေကိုမှတ်မိပြီးတော့ပိုကောင်းအောင်ပြန်ဖြေပေးလိမ့်မယ်ဖြားလဲပတ်သက်ပြီးတော့သူတေချာမေးထားပေးတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကဒီအဖြေတွေကမှန်လားမမှန်လားဆိုတာကိုကျွန်တော်က verify လုပ်လို့ရတယ် ဒီအချက်လက်တွေကတိကျမှုရှိလားဆိုတာကိုကျွန်တော်တို့ပြန်ပြီးတော့စစ်ဆေးလိုက်လို့ရတယ်။ပုံမှန်ဆိုရင်ကျွန်တော်တို့က ChatGPT တို့ Gemini တို့မှာမိထားတာတွေကမှန်လားမမှန်လားဆိုတာစစ်ဆေးဖို့ခက်တယ်။အဲ့ဒါတွေကိုကျွန်တော်အလွယ်ကူဆုံးဖြစ်အောင်စီစဉ်ထားပြီးတယ်။ဒီခလုတ်လေးတစ်ချက်နှိပ်လိုက်ရုံနဲ့တွေ official WHO တို့ NICE တို့ဒီလိုမျိုးကမ္ဘာကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ယုံကြည်စိတ်ချရတဲ့ ဒီ website တွေကနေပြီးတော့ online တွေကနေပြီးတော့တွားပြီးတော့ရှာပေးတယ်ပေါ့နော်ဒီမှာဆိုရင်သူ့ဘက်ကနေပြီးတော့မှတ်လားမလားကိုတိချပြန်ပြောပေးတယ်အဲ့ဒါကိုမှကျွန်တော်တို့ကတိချလေးပို့ပြီးတော့တိချနေဆိုရင်ဒီအောက်က link နေမှာတွားပြီးတော့ကြည့်လို့ရတယ်တွားပြီးတော့ဖတ်လို့ရတယ် okay အဲ့ဆိုရင်ဒါကျွန်တော်ကဒီမှာမှဒါအတန်နဲ့ပတ်သက်ပြီးတော့ပြောတယ် verify with publicity ဆိုတာလည်းပြောပြီးရဲ့ဒီအကောင့်ကလုတ်လေးကိုနှိမ့်လိုက်မယ်ဆိုရင်ကျွန်တော်တို့တွေ့ရမှာ new chat ခေါ်ပြီးတော့နှိမ့်လို့ရတယ်အဲ့ဆိုရင်ဒါတခြားနောက်ထပ် conversation တခုအတစ်ဖြစ်သွားမယ်။ conversation တခုအတစ်ဖြစ်သွားပြီဆိုရင်ကျွန်တော်တခြားကျမ်းမာရေးကိစ္စတွေကိုမေးလို့ရမယ်။ အဲ့ဒါကို account cloud ထပ်လိုက်တယ်ဆိုရင်ကျွန်တော်တို့အရင်တော့မိထားတဲ့ chat history လို့တွေ့ရလိမ့်မယ်အဲ့တော့အရင်တော့မိထားတဲ့ဟာလေးတွေကိုကျွန်တော်တို့ပြန်ပြီးတော့ကြည့်လို့ရမယ်အထူးသဖြင့်ဒီတလအတွင်မိထားတဲ့ဟာတွေကိုကျွန်တော်တို့ပြန်ပြီးတော့ share လို့ရမယ်အဲ့တော့ jam mine နဲ့ဆိုင်တဲ့အချက်လက်တွေခါကြတော့ကျွန်တော်တို့တတက်လို့ store မလုပ်ထားဘူးဒါနိုင်ငံတကာဥပဒေအရလည်းကျွန်တော်တို့တလလောက်ပဲဒါ store လုပ်ထားပြီးတဲ့ Luna တွေဘက်ကလည်းဒါကိုတလတော့မဟုတ်တရက်တော့မှပြန်ပြီးတော့ store မလုပ်ထားချင်ဘူးဆိုရင်ကျွန်တော်တို့အကုန်လုံးကိုပြန်ပြီးတော့ရှင်းထုတ်လိုက်လို့ရတယ်ပေါ့နော် clear အောင်လုပ်လိုက်တယ်ဆိုရင် ဒီ data တွေအကုန်လုံးဖြတ်သွားလိမ့်မယ်ပေါ့နော်ဖြတ်သွားလိမ့်မယ်အဲ့ဒါပြီးတော့ကျွန်တော်တို့ကဒီမှာ upload image ဆိုတာကကျွန်တော်တို့ကဒီလိုမျိုး image တွေကိုတွားပြီးတော့ AI ကို mention တဲ့အခါကျရင်ဒီလိုမျိုးတက်ပုံတွေပြပြီးတော့စာတွေ mention တယ်ဆိုရင်လည်းရတယ်ဒါမှမဟုတ်လည်းဒီအပြင်စေးစာအုပ်တွေကိုဒီတက်ပုံလေးတစ်ချာရိုက်အထဲမှာပါတဲ့စာတွေကိုကြည့်အောင်လို့ရိုက်ဖို့လိုတယ်အဲ့ဒါတွေကိုရိုက်ပြီးတော့တွားပြီးတော့ mail လိုက်လို့ရတယ်အဲ့တော့ကျွန်တော်ကဒီပုံကိုအဲဘာပုံလဲဆိုပြီးတော့တို့တစ်ချက် mail ကြည့်လိုက်မယ်ပေါ့နော်အဲ့တော့ပုံကြီးပဲတင်ပြီးတော့ပြောလိုက်လည်းရတယ်ဒါမှမဟုတ်လည်းစာနဲ့ရေးလိုက်လည်းရတယ်ပေါ့နော် သူဘက်ကနေပြီးတော့ analyze လုပ်နေတယ်အဲ့တော့ AI ကနေပြီးတော့ကျွန်တော်တို့ဒီပုံထဲမှာပါတဲ့အားတွေကိုအသေးစိတ်လေးပြောပြပေးတယ် okay အဲ့ဒါအောင်မှကျွန်တော်တို့ပြန်ပြီးတော့ check လုပ်လိုက်လို့ရတယ်ကျွန်တော်တို့ပုံကတော့၃ပုံလောက်အထိကျွန်တော်တို့တင်လို့ရအောင်လုပ်ထားပေးတယ်၃ပုံလောက်အထိတင်ပြီးတော့တစ်ခါတည်းတစ်ပြိုင်တည်းမေးလို့ရတယ်အခုကျွန်တော်ပြထားတာတခုပဲရှိသေးတယ် AI တမားတော့ဆိုတော့ AI ဆရာဝန်တယောက်ပေါ့နော် နောက်တစ်ခုက AI ဖွဲ့စိတ်အထူးကူဆိုရင်လည်းကျွန်တော်တို့ခွဲစိတ်တာနဲ့ပတ်သက်ပြီးတော့မေးလို့ရတယ်အခုဒီမှာဆိုရင်ဒါကျွန်တော်ဥကျွန်တာနဲ့ပတ်သက်ပြီးတော့မေးထားတာရှိတယ်အဲ့ဒါလေးကိုလည်းသူကပြန်ပြီးတော့ကြည့်လို့ရတယ်ပေါ့နော်အဲ့ဒီတခြား AI တွေကလည်းအဲ့လိုပဲ OG နဲ့ပတ်သက်ပြီးတော့မေးလို့ရမယ်ကလေးတကူနဲ့ပတ်သက်ပြီးတော့မေးလို့ရမယ်အဲ့တော့ကိုယ့်စီမှာရှိနေတဲ့ယောဂါတွေကိုမီတာစုထဲမှာရှိနေတဲ့ယောဂါတွေကိုကြောင်းကိုမေးလို့ရမယ်အဲ့ဒါတခုပြီးတော့ဒီအပေါ်မှာခါကြရင်ကျွန်တော်တို့ကဒီနေရာလေးကိုနှိပ်လိုက်တဲ့ခါကြရင်အင်္ဂလိပ်လိုပြန်ပြီးတော့တုံးလို့ရတဲ့ application ကအဲ့လိုမဟုတ်မြန်မာလိုပဲတုံးချင်တယ်ဆိုရင်ဒီပေါ်ကနှိပ်လိုက်ရုံပဲပေါ့နော်အခုကတော့ကျွန်တော်ဒါက basic plan trial plan ပဲဖြစ်တယ်ပေါ့နော်အဲ့တော့ credit ကတော့ဒီ trial plan မှာဆိုရင်တစ်နှစ်ကို20လား25လားအဲ့လောက်မေးလို့ရတယ်ပေါ့နော် okay အဲ့ဆိုရင်ကျွန်တော်တို့ဒီနားလေးကဟာလေးကိုနှိပ်လိုက်မယ်အဲဒီမှာဆိုရင်ဒါ home တွေ့မယ် home ဆိုရင်ဒါကျွန်တော်တို့ဒီ application အကြောင်းကိုပြောပြထားပေးတာအဲ့ဒီမှာဆိုရင်တွားပြီးတော့အသေးစိတ်တွားပြီးတော့ဖတ်လို့လည်းရပါတယ်အဲ့ဒါပြီးတော့ကျွန်တော်တို့ကဒီမှာ user setting ဆိုတာလေးရှိရဲ့ user setting ဆိုတာကကျွန်တော်တို့ဒီ application နဲ့ပတ်သက်ပြီးတော့ကျွန်တော်အချက်လက်တွေထည့်ထားလို့ရတယ်ဒါကတော့ Telegram နဲ့ ွားပြီးတော့ချိန်ထားရရင်ပိုကောင်းတယ်ဒီ application နဲ့ telegram နဲ့ချိန်ထားတဲ့အခါကျရင်တချို့အရေးကြီးတဲ့အချက်တွေကိုတွားပြီးတော့ application ကလှမ်းပြီးတော့ message ပို့ပေးမယ် telegram ထဲကိုပေါ့နော်အဲ့ဒါတကူပြီးရင်ဒီမှာဆိုရင် personal information ဆိုရင်ကျွန်တော်တို့ဒီမှာကျွန်တော်ရဲ့နာမည်တွေဖြည့်လို့ရမယ်အသက်တွေဖြည့်လို့ရမယ်ကျွန်တော်ရဲ့အရက်အမောင်းပေါ့ပြီးရင် weight ပေါ့နော် BMI ကဘယ်လောက်လဲဆိုတာ calculate လုပ်မယ်ပြီးရင် height information တွေနဲ့ဗာယောဂတွေရှိရလဲဗာစေးတောင်းနေရလဲဆိုတာဒီမှာအတိအကျပြထားအဲ့တော့ဒါတွေထည့်လာတဲ့ခါကျရင်ဗာများကောင်းသွားလဲဆိုရင် တို့ AI ကပြန်ဖြေပေးလာတဲ့အခါကျရင်ဒီအချက်တွေကိုတို့ကနေပြီးတော့ကြည့်ပါအဲကျွန်တော်ရဲ့နာမည်ကိုလည်းကြည့်မယ်ကျွန်တော်တို့ရဲ့ကျမ်းမာရေးနဲ့ဆိုင်တဲ့အချက်လက်တွေကိုကြည့်ပြီးတော့ AI ကကျွန်တော်တို့နဲ့ဆိုင်တဲ့အချက်လက်တွေကိုလည်းတို့ကပြန်ပြီးတော့ဖြေပြီးတော့မှာအဲ့တော့ရိုးရိုးတာမန် ChatGPT မှာ Gemini မှာတွားမိတဲ့အခါကျရင်ဒါမျိုးတွေရဖို့မလွယ်ဘူးဒါပေမဲ့ကျွန်တော်လောက်ထားတာကလွယ်လွယ်ကူကူလေးနဲ့ထည့်လိုက်ုံနဲ့ AI ကနေပြီးတော့ကျွန်တော်တို့ကို လိုချင်တဲ့အဖြေကိုကျွန်တော်တို့ပေးမှာပေါ့နော်အဲပြီးတော့ဒီအောက်မှာကျွန်တော်တို့ရဲ့ဒီစာတွေကိုစာလုံးကြီးချင်တယ်ဒေးချင်တယ်ဆိုရင်ဒီနားမှာတော်ပြီးတော့ပြင်လိုက်ရတယ်ကျွန်တော်တို့အားလုံးပြစ်ပြီးတော့ save changes ကိုနှိပ်လိုက်ရုံပဲပေါ့နော်အဲ့တော့ဒါပဲ application တောင်းရတာဘာမှမခက်ဘူးပြီးတော့ဒီ beta တောင်းတာ menu လေးကိုနှိပ်လိုက်တဲ့ခါကျရင်လည်းကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်တို့ရဲ့ plan ကိုရေးထားတာတွေ့မယ်ဒါကတော့ကျွန်တော်ရဲ့ gmail နာမည်ပေါ့နော် ပြီးတော့ဘယ်နေရာကြံနေလဲပြီးရင် credit card ဘယ်လောက်ကြံနေလဲပေါ့နော်အဲဒီကျွန်တော်က log out လုပ်မယ်အဲ့တော့မိတ်ဆွေအနေနဲ့စိတ်ဝင်စားတယ်ဆိုရင်ဒီ application အခုလောလောဆယ်ရဲ့ခုနှစ်ရက်တပတ်အခမဲ့ပေးတုံးနေတာရှိတယ်တပတ်တတိအခမဲ့ပေးတုံးနေရတဲ့ feature လေးတွေကိုစံတုံးကြီးကြီးပါကိုယ်မှရှိတဲ့ကျမ်းမာရေးမေးခွန်းတွေကိုတွားပြီးတော့ mail လို့ရပါတယ်ဘာမှမခက်ခဲဘူးတုံရတာလေခလုတ်လေးတစ်ချက်တစ်ချက်နှိပ်ပြီးတော့စကားလေးပြောလိုက်ပြီးတော့မေးလိုက်ရုံပဲဘာမှမခက်ဘူးเนาะအကယ်၍ပတ်စံပေးတုံပြီးတော့ဝယ်ချင်တယ်ဆိုရင်လည်းဒါ တလောက်မှတောင်ကိုတောင်ကြက်ကနေပြီးတော့စပြီးတော့တုံလို့ရတယ်ဝယ်လို့ရတယ်တော့ဈေးလဲအဲ့လောက်ထိမရှိဘူးအဲ့တော့အကယ်၍ကိုကပို့ပြီးတော့ကိုရံမိတာစုအတွက်တုံးမယ်ဆိုရင်တော့တခြား plan option လေးတွေ package option လေးတွေတော့ရှိတယ်ပေါ့နော်လူတယောက်အနေနဲ့တစ်ရက်တာတစ်လတာအတွက်အတုံးပြုမယ်ဆိုရင်တော့1900ကျတဲ့နဲ့ဒီအောင်တုံးလို့ရတယ် KP တွေ weight ပေးတွေနဲ့ပဲလွှဲလို့ရတယ်ကျွန်တော် ChatGPT Gemini တွေလိုမျိုးတွားပြီးတော့ visa card တွေဒီဒေါ်လာတွေနဲ့တွားပြီးတော့ pay ရမလို့ဘူးကျွန်တော် payment system တွေလည်းအဆင်ပြေတယ်အဲ့တော့မိတ်ဆွေအနေနဲ့ဒီမြန်မာလိုပြောပြီးတော့မြန်မာလိုအတုံးပြုလို့ရတဲ့ application ကိုကျမရဲ့ application ဆက်ဝင်စားရဲဆိုရင်တော့ comment မှာ link ချထားပြီးတယ် description မှာ link ချထားပြီးတယ် ဲ့ဒီကနေသွားပြီးတော့အခါမဲ့စံတက်တုံဆွဲကြည့်နိုင်ပါတယ်ဗီဒီယိုဒီဒီကြည့်ပြတဲ့ကြောင့်မလို့ကျေးဇူးတင်ပါတယ်ကျွန်တော်ဆက်ပြီးတော့ AI နဲ့ပတ်သက်တဲ့ဘူဒ္ဓတွေနိမိညာဘူဒ္ဓတွေကိုမျှဝေပါဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ရဲ့ channel ကို like subscribe လုပ်ထားလိုက်ပါတယ်ဆက်ဆက်ရရအဆင်ပြေပြီးကြပါစေမင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ